လူကတော့မမြင်သေးဘူးဒါပေမဲ့သူကကြောင်ကိုယ့်ကိုကြောင်ကအဲ့လိုမျိုး respect ရှိဘူးကတော့လေးစားတမှုနဲ့ပေါ့တမှုနဲ့ခေါ်တာကလေးတွေကတကယ်တွေးကြည့်နော်သူတို့တွေကကိုမွေး20လောက်မှမွေးသူတို့ကကိုသားရွယ်ဖြစ်နေတယ်ဆိုတော့ဟိုဟာအဆင်ပြေပါအမအတွက်ရန်ကြီးကိုမျိုးတော့ကလေးတတိလေးကမှကိုသားမကိုရွယ်နေကြတာသူတို့ရွယ်နေကြတာပွာချမှုကြတာအဆင်ပြေပါကျွန်တော်ပြောပြမယ်နော်ဘယ်တော့မှမလျှော့တာပါ ဘယ်တော့မှမလျှော့ရဘယ်တော့မှမလျှော့တာဆိုတော့ဟိုအနုပညာပေါ်မှာမလျှော့တာကိုပြောရလေဟိုကျွန်တော်တို့ရှိမှမြင်လက်တက်ဆိုလို့ရှိရင်လည်းဟိုရှူတင်မှာဆိုရင်အမေတို့တိုးဆောင်တဲ့အချိန်တွားကြည့်နေတယ်တွားကိုမပါရင်လည်းတွားကြည့်နေပညာယူရတာပေါ့နော်စီနီယာတွေအဲ့အချိန်မှာဆိုလို့ရှိရင်လည်းဟိုအမေတို့ခုမပါဘဲနဲ့ဟိုကျွန်တော်တို့ကင်မရာဒီလိုမျိုး ratio ခွဲပြီးရိုက်တဲ့ဟာမျိုးရှိရယ်မပါပေမဲ့လည်းအပြည့်လုပ်တယ်တစ်ဖက်လူလောက်ရတာအဆင်ပြေအောင်လို့ပေါ့နော်အဲ့လိုမျိုး support လုပ်တာတွေရောပြီးလို့ရှိရင်ဒီ ပြောလို့မရသေးဘူးအဲ့ကားကလည်းပြလိမ့်မယ်ပြတဲ့အချိန်ကျလို့ရှိရင်အမေရဲ့အဲ့လိုမျိုးတိရုပ်ဆောင်တဲ့အချိန်မှာမော်ဝင်သွားတဲ့ဟာကျွန်တော်ဆိုလို့ရှိရင်မူးဝင်အောင်လို့အမေဟာပြန်ပြန်ကြည့်ရတယ်ကျွန်တော်ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်ငါအမေဒီလိုတိရုပ်ဆောင်လာတာအဲ့တော့ငါမူးကဒီလိုဖြစ်မှရမယ်ဆိုပြီးတော့ပြန်ချိန်ရတဲ့အရာကြီးရှိရပေါ့နော်ပြီးကြားထဲမှာဆိုလို့ရှိရင်လည်းမကြမကြတွေးဖြစ်ပါရဲ့အမေပေါ့နေရတယ်အဲ့ဒါဆိုတော့တကယ်ကိုစကားပြောတိုင်းလဲအဲ့လိုမျိုးအများနဲ့တူတင်ဆုံးမှပြီးရဲ့အဲ့ဒါအမေကောင်းတယောက်ပါ မြေလက်တက်ကပြီးနေတယ်ဒါအခုနေနေအမေတို့ဒါမဇက်ကဆွဲနေတော့မယ်နော်ခေါ်နေတာဟုတ်ဘူးလေမြေလက်တက်ကြောင့်အမေတို့ခေါ်တာမဟုတ်ဘူးတက်တက်တိတိုင်းခေါ်တာဒီတိုင်းအမေပေါ့လို့ခေါ်တာမေပေါ့လို့ခေါ်တာအမေမေပေါ့လို့မေပေါ့ခေါ်တော့ဘယ်လိုလဲလူကတော့မရင်သေးဘူး ဲ့သူတို့ကကြာကိုယ့်ကိုကြာတော့အဲ့လိုမျိုး respect ရှိဘူးကလေးစားတမှုနဲ့ပေါ့တမှုနဲ့ခေါ်တာကလေးတွေကဟုတ်ပါဘူးဆက်ကြအောင်ဒါပြောတာတသားရညာရတော့လောတာပြောတာပေါ့အဲ့အားကြောင့်မလို့လည်းရိုက်တာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကြောင်ကြောင်ရိုက်ရိုက်တယ်ဟုတ်တယ်ကလေးတွေခဏယောက်ဆိုငွေနဲ့ရိုက်ရတာအခုဒီ က်ရှိရိုက်မဲ့ဇလန်တွေကလည်းကလိနေတွေအများကြီးပါတယ်။ငွေနဲ့ရိုက်ရတာအမှပါကြိုက်လဲဆိုတော့သူတို့စီက energy ပေါင်းပြီးအများကြီးလာတယ်တကယ်တော့ငွေရွေတဲ့အချိန်အရင်တက်ကြွရတဲ့အချိန်အရင်လှုပ်ရှင်တဲ့အချိန်ဒီခါကျရင်ကိုယ်ကစိတ်ထက်ကြတဲ့အချိန်မှာရှိရသူတို့စီကပြန်ယူရ energy ပဲ။အဲဒါကြောင့်မျိုးကလိတွေကြည့်ပြီးအရင်တက်ကြွနေဆိုတော့ကိုငငယ်လေးကပြန်မြင်ရတယ်လို့ပဲကိုငငယ်ကလည်းအဲ့လိုလေးပဲဟိုနုပညာမျိုးရလည်းမရှိဆိုတော့လေသမီးကသင်ပြီးတော့သမီးကလည်းသင်ပြီးတော့အဲ့ဒါလူရရှိရင်သမီးကပြောတော့ဆိုအဲ့ကလိတွေကြည့်ရင်အဲ့လိုမျိုးလေးပြန်မြင်ရတယ်အဲ့ အောင်ကိုကပြန်ပြီး energy ရတော့သူတို့เนี่ยအရင်စိတ်ချမ်းလာတယ်အဲ့ဒီဘုဘပပလည်းဖြစ်တယ်ဒီလိုပေါ်ပြီးတော့ပါရဲ့ကတ်ချွဲတယ်ခဏအရင်ချွဲတတ်တယ်အရင်ချွဲတတ်တာရှင်းတတ်တာအတက်ရှင်းတတ်ပြောပြောတက်ဆိုတက်ချွဲတက်ပူဇော်ဘူးလားပူဇော်ဘူးလားပူဇော်ရလေတွတ်တွေ့ချင်းပူဇော်လို့အမေရရန်ကုန်ရောက်တဲ့အချိန်မှာပန်ကာကြီးလမ်းပို့ပေးရတာလေပန်ကာကြီးပန်ကာကြီးတော့အဲ့လိုပန်ကာလေးကြီးကျွန်တော်ပန်ကာကြီးတယ်ကျွန်တော်ပန်ကာကြီးတယ်အရင်ပူတတ်တော့လေနော်အဲ့နဲ့ ဟုတ်ပါပြီးလိုက်မယ်လို့ပုတ်သွားမှာဆိုတော့သားလေးလို့အေးအောင်လို့ဆိုပြီးအေးအောင်လို့ဆိုပြီးတော့တကယ်ရှူတင်အောင်တရက်ပဲချားရတန်းရောက်လာ